ဒီနေ့ကျွန်တော်တို့စာသုံးတဲ့ဒီကောင်းစစ်အဲမှဆိုရင်လည်းပဲစိတ်ကိုညင်းပယ်ခြင်းကျွန်တော်တို့ဘာကြောင့်စိတ်ကိုညင်းပယ်ရတာလဲကျွန်တော်တို့ဖျားသားသမီးတယောက်ချင်းစီတိုင်းကသခင်ယေရှုကိုယုံကြည်တဲ့အခါမှာကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာသုံးပါးပါဖျားသူကိုယ်တိုင်ဝင်ရောက်ပြီးမှကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာဂိမ်းဝင်နေတယ်ဒါကြောင့် ဖယားသားသမီးဖြစ်တဲ့သူတွေရဲ့အသက်တာမှာဘ ᱹ ူရှိလဲဆိုဖယားကိုတော်တိုင်ရှိတာဖြစ်တယ်အဲ့ဒါပဲမှလဲဝိညာဉ်ထဲမှာအဲ့ဒီဝိညာဉ်နဲ့တဲ့စိတ်ဟာတဲ့ကက်ကက်လေးနော်တဲ့ကက်ကက်လေးကက်ကက်လေးကက်ကက်လေးပဲဒါကြောင့်ဒီနေ့ဒီနှုတ်ကပတ်တော်ထဲမှာသခင်ဖျားဟာတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်မှာရှိတော်ညာလဲ ဝိညာဉ်ထဲမှာရှိပြီးပြီးပြောစရာမလိုဖျားသားသမီးဖြစ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့စိတ်ဒီဝိညာဉ်နဲ့လွန်စွာကညီလျက်ရှိတယ်နီနီကကလေးရှိနေတယ်နီနီကကလေးရှိနေဒါကြောင့်မို့တဲ့ဒီနေ့ကျွန်တော်တို့ကဝိညာဉ်နဲ့စိတ်ကိုပိုင်းခြားဖို့လိုအပ်တယ်ပိုင်းခြားဖို့လိုအပ်တယ်ဘာနဲ့ပဲပိုင်းခြားရရလဲဆိုတဲ့ခါမှာ နှုတ်ကပတ်တော်နဲ့ပဲအပြည့်လေးစနစ်မှာဆိုနှုတ်ကပတ်တော်နဲ့ပဲပိုင်းခြားရဒီနေ့ကျွန်တော်ရဲ့အသက်ရှင်ခြင်းကဝိညာဉ်ထယ်ကနေလားကျွန်တော်ရဲ့အသက်ရှင်ခြင်းကစိတ်ကနေလားဆိုတာကျွန်တော်တို့ကသိနိုင်ဖို့ရန်အတွက်ကျွန်တော်တို့ဘယ်ထံလာရလဲဆိုနှုတ်ကပတ်တော်အရှင်ထံပဲလာရနှုတ်ကပတ်တော်ကပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ရဲ့ပြုမှုဆောင်ရွက်တဲ့တစ်ခုချင်းစီတိုင်းကိုသူကပဲပိုင်ချပေးတယ် ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲမှာဒီထဲမှာသူဥပမာလေးနဲ့ပြောထားတယ်နော်တကယ်တမ်းကျတော့ဟေဘရဲလေးစနစ်မှာရေးထားတဲ့ဂျမ်ဘိုက်ကိုသူပြန်ပြောထားခြင်းဖြစ်တယ်ကျွန်တော်တို့ဟေဘရဲလေးစနစ်ထဲမှာကြီးတဲ့အခါမှာနှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့ယိုးတွင်းခြင်းစီအသက်နဲ့စိတ်ဝိညာဉ်ကို၎င်းတဲ့အယိုးစနစ်ခြင်းစီကို၎င်းပိုင်းခြား၍ထုတ်ခြင်းခွင့်တတ်၏လို့ရေးထား ျွန်တော်ရဲ့ကိုယ်ခန္ဓာထဲမှာကျွန်တော်တို့တည်ကျွန်တော်တို့စိတ်ဆုပ်သွားတောက်တဲ့အခါမှာရောတစ်ခါလေကြိုက်နေတောက်ခြင်းနဲ့သူတို့စိတ်ဆုပ်တောက်တယ်လို့ပြောတဲ့အခါမှာအဲ့အယိုးလေးပဲပြေးလိုက်တာအဲ့ဒီအယိုးလေးနဲ့ပဲဟိုတည်တယ်မလားဒါပေမဲ့အဲ့ဒီအယိုးထဲမှာရှိတဲ့ချင်းစီကိုစားခြင်းကျွန်တော်တို့မရမကဘာဖြစ်ရလဲဟုတ်တယ်ကျွန်တော်တို့ကဟိုတော့ချိုးရတယ်ကလောထုတ်ရတယ်အထဲက အတိတ်ပဲပါလေဆိုတဲ့ခါမှာချင်းစီနဲ့အယိုးကလေကက်ကက်လေးနော်ကက်ကက်လေးပဲကျွန်တော်ရဲ့ဝိညာဉ်နဲ့စိတ်ဆိုရင်လေကက်ကက်လေးပဲဖြစ်တယ်အဲ့တော့သဘောပေါက်ဖို့လိုတယ်ကျွန်တော်ရဲ့ဝိညာဉ်ကဒီထဲမှာဘလို့ပုံဖော်ထားတယ်လဲဆိုရင်ချင်းစီဖြစ်တယ်ကျွန်တော်ရဲ့စိတ်ကတော့တဲ့အယိုးဖြစ်တယ် ကျွန်တော်တို့ရဲ့အသက်အရမချင်းစီဆိုတဲ့ဝိညာဉ်ထင်ရှားလာဖို့ပေါ်လွင်လာဖို့ရန်အတွက်ဘာလုပ်ရလဲဆိုရင်ကျွန်တော်တို့ရဲ့စိတ်ဆိုတဲ့အယိုးကိုချိုးဖဲ့ခြင်းခံရအယိုးမချိုးဖဲ့ဘဲနဲ့ကတော့အထဲမှာရှိတဲ့သုံးပါးတစ်ပါးဖျားခုနပြောပြီးပြီကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာကိန်းဝတ်နေတဲ့အသက်ရှင်စေတတ်တော်ဝိညာဉ်တော်ကျွန်တော်အထဲမှာထင်ရှားလာဖို့ကျွန်တော်ရဲ့စိတ်အသက်ကိုအရှုံးမခံရင်ကတော့အဆင်မပြေဘူး ဒါကြောင့်အဲ့ဒီအောင်မှာကြည်လာတဲ့အခါမှာဘာတွေ့ရလဲဆိုရင်တခင်ဖျားနဲ့ကိုတော်ရဲ့ဂျေဇူးတော်ဒီတဲ့ကျွန်တို့ရဲ့ဝိညာဉ်၌ရှိတော်ညာလဲအဲ့ဒါတော့142ရဲ့အောက်ဆုံးမှာဖြစ်ပါတယ်တခင်ဖျားနဲ့ကိုတော်ရဲ့ဂျေဇူးတော်ကကျွန်တို့ရဲ့ဝိညာဉ်၌ရှိတော်ညာလဲတဲ့ကိုတော်ထံတို့ရောက်ရန်နီလန်းမှာတနေ့ပြီးတနေ့စိတ်ကိုချိုးဖဲ့ခြင်းအဖြစ်တာထိုနေရာတို့ရောက်ရှိနိုင်တယ် ခုနပြောတယ်ကျွန်တော်တို့ရဲ့စိတ်အတက်ကိုချိုးဖဲ့ခြင်းမရှိဘဲနဲ့အတွင်းထဲမှာရှိတဲ့သုံးပါးတပါးဖျားကပေါ်လွင်ထင်ရှားလာစရာအကြောင်းမရှိ ကိုရောထန်ရောက်စရာအကြောင်းမရှိဘူးအာမင်ဒီနေ့ဒါကြောင့်ကျွန်တော်တို့ရဲ့အတက်တာမှာမေးခွန်းထပ်မေးတယ်စိတ်ကဘာလဲတဲ့စိတ်တည်မီတိအရာနီးကျန်းစာထဲမှာသိရှင်းတယ်ကဘာဦးနဲ့ပိုက်ငယ်ခုနှစ်ယောက်လာတဲ့အခါမှာလူကိုဖန်ဆင်းပြီးတဲ့အခါမှာ လူဟာအသက်ရှင်သောတ attva ဖြစ်လေ၏တဲ့ဗမာကျမ်းယုဒဓမ္မအဲ့လိုရေးထားတယ်။ပြန်လဲရယူခြင်းကျမ်းတို့တခြားကျမ်းတွေမှာတော့ပူနားလဲလွယ်အောင်เนาะအင်္ဂလိပ်လိုရေးထားတဲ့ပါရာပြန်ကိုတိုက်ရိုက်ပြန်ထားပေးတယ်။ Man became a living soul လူဟာအသက်ရှင်သောစိတ်တက်ဖြစ်လေ၏အသက်ရှင်တဲ့စိတ်တက်ဖျားကကဘာဦးကတဲ့ကရွေချက်ထဲမှာ လူကိုတဲ့ဖခင်ရဲ့ပုံတရံနဲ့တညီတရံတီဖန်ဆင်းကြဆိုလို့ရည်ရွယ်ကလေးကပုံတရံလို့ပြောတော့ကြောင့်ဖခင်တခင်ရဲ့ဖြစ်ခြင်းဖခင်ဟာနဝိညာဉ်ဖခင်ဖြစ်တော်ကြောင့်လူကိုလည်းဝိညာဉ်ပါလျက်လူကိုဖန်ဆင်းတဲ့ဝိညာဉ်ကဘာဝိညာဉ်လဲဆိုရင်ဖန်ဆင်းခံဖန်ဆင်းခံလူရဲ့ဝိညာဉ်ဖြစ် အဲ့ဒီဝိညာဉ်ကဘာလုပ်ဖို့အတွက်လဲလို့ပြောတဲ့အခါမှာဖန်ဆင်းရှင်နယ်ဝိညာဉ်ဖရားကိုအဖြစ်ခံဖို့ဒါကြောင့်ဖန်ဆင်းကလေးကဘာလုပ်တယ်လဲဆိုရင်ဖရားရဲ့တဒံနဲ့တူပြီးမှဖရားဖန်ဆင်းထားတာဖြစ်တပိမဲ့လူကအဲ့ဒီဖန်ဆင်းကလူရဲ့ဝိညာဉ်ထဲမှာဖန်ဆင်းရှင်ဖရားရဲ့အတက်ကိုနေရာဖြည့်ပေးဖို့ရန်အတွက် ကလျာထားတော်ညာလည်းပဲလူဟာအသက်ရှင်တဲ့ဖယားကိုအပြည့်ခံခြင်းမရှိတဲ့အခါမှာဘလောက်ပဲဖန်ဆင်းတော့ကတန်ရှင်းအောင်ကောင်းအောင်ဖြောင့်မတ်အောင်စုံလင်အောင်ဖန်ဆင်းပေမဲ့လည်းပဲစဒမနကလာရောက်ဖြားရောက်တဲ့အခါမှာလူကြပေါ်တယ်။ဘာကြောင့်မို့လဲ။လူဟာစိတ်အသက်နဲ့အသက်ရှင်တော့အကြောင်းဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ကပူဆိုးတာက ကျဆင်းသွားတဲ့လူအဒံကနေမွေးလာတဲ့ကျွန်တော်တို့တွေကပြောစရာကိုမလိုတော့တာကျွန်တော်မြဲတမ်းဥပမာပေးတဲ့အခုရှိတယ်ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ပုံကိုတယောက် paralyze ဖြစ်လမ်းလဲရှောက်လို့မရထမင်းလဲစားလို့မရသူတစ်ပါးတွေကိုကြွေးမှခေါ်သွားမှတွန်းလဲနဲ့တွန်းမှ paralyze ဖြစ်တဲ့ လက်ချေတည်တဲ့ပုပ်ကိုတောင်တော့ဒေါရလီထွက်သလားမမေးနဲ့မာတာလက်ကောင်းကြီးအကုန်လုံးပြက်ပေါက်ပြက်လိုက်မှာဟာပြက်တနာပဲဒါကြောင့်ကျွန်တော်တို့ကလေသမင်းစားရင်တောင်မှကျွန်တော်တို့ကခက်သေးတယ်နော်လူကအပြစ်လုပ်ဖို့မခက်ဘူးမခက်ဘူးမခက်ဘူးကျွန်တော်အဲ့တော့သဘောပေါက်သွားတယ် ဒီနေ့တော့ကျွန်တော်တို့ကကြဆင်းသွားတဲ့လူတွေဖြစ်တော့ကြောင့်ပိုးပြီးမှကျွန်တော်တို့ကကိုယ့်ရဲ့စိတ်အသက်နဲ့ပဲရှင်လေဘလို့မှကျွန်တော်တို့ရဲ့အသက်တာမှာတခင့်ရဲ့ဝိညာဉ်ထဲမှာကိဝတ်နေတဲ့ဝိညာဉ်တော်ဖျားရဲ့အသက်ဘလို့မှပေါ်လွင်ထင်ရှားခြင်းရှိလာနိုင်စရာအကြောင်းလုံးဝမရှိဒါကြောင့်ဒီနေ့ကျွန်တော်တို့ကိုဘာပြောလဲဆိုတဲ့အခါမှာဒီနေ့စိတ်တက်ကဘာလဲတဲ့ခုနပြောပြီး အခုကျွန်တော်တို့ချက်ဆင်းသွားတဲ့ကျွန်တော်တို့ကစိတ်ကဘာပြန်ဘာဖြစ်သွားလဲစိတ်တည်တဲ့အတ္တခုနကျွန်တော်ပြောပြီးပြီချက်ဆင်းသွားတဲ့နောက်ပိုင်းမှာကလုံးလုံးကိုအတ္တဖြစ်သွားတာမကြောက်မို့လဲစတမနက်ကထိုးတွင်းချင်းခံရပြီးပြီ သူ့ရဲ့အတ္တသူ့ကိုယ်တိုင်လူကလေစာတန်ကြွေးတဲ့ကောင်းမကောင်းကိုစားတဲ့အခါမှာစာတန်နဲ့လူနဲ့တလုံးတဝရတဲ့ဖြစ်သွားတာမကြိုက်လည်းမတတ်နိုင်အဲ့ဒါ ဒါကြောင့်မို့စာရင်စီမှာရှိတဲ့အနှစ်သာရအားလုံးလူမှာရှိတယ်အားလုံးလူမှာရှိတယ်ဘာကြောင့်လဲတလုံးတဝသည်ဖြစ်သွားလို့ဒါပေမဲ့ဖခင်ကျွန်တော်တို့ကိုပြန်လဲရယူတဲ့အခါမှာကျွန်တော်တို့ကိုကြွေမွေးခြင်းနဲ့ရယူအာမင်တတ်တခင်ယေရှုကြောက်လာတဲ့အခါမှာငါ့ကိုစားတဲ့ငါ့ကိုစားတဲ့သူအသက်ရှိတယ်နော်တဲ့ငါငါ့ကိုတောက်တဲ့ငါရဲ့အသွေးကိုတောက်ရင်မင်းတို့မှာအသက်ရှိတယ်နော် ကျွေးမွေးခြင်းနဲ့ဖျားပြန်ရရအခုကျွန်တော်တို့ဘာလုပ်နေရလဲသခင်ကျွေးနေတာကျွန်တော်တို့စားနေဘယ်မှလဲဝိညာဉ်ထဲမှာဒီနေ့ကျွန်တော်တို့ဝိညာဉ်ထဲမှာမစားဘူးဆိုရင်ကျွန်တော်တို့လောက်ဆုံးရှုံးတော့သူကျွန်တော်တို့ပဲတင်လောကမှာကျွန်တော်ပြောမယ်ဘီလီယံနာဖြစ်အောင်တော့ချက်ပြောလိုက်မယ်တင်ချိုင်ကိုမကြောလောကမှာတင်ဘလောက်ပညာတတ်လဲတတ်အောင် PhD လာရအောင် တင်ကြိုင်ကုန်မကျော်ပါမသွားတင်လောကမှာဘာဖြစ်ခြင်းလဲပျော်ပါခြင်းလားကဲခြင်းလားစိတ်တလို့နေအောင်တော့တင်ကြိုင်ကုန်မကျော်အကုန်လုံးကြံခဲ့ရမယ်လောကမှာငါဘာဖြစ်ခဲ့ပြီးဘလောက်ကြော်ကြားခဲ့ပြီးဘလောက်အကုန်လုံးကတင်ကြိုင်ကုန်မကျော်တဲ့ကိစ္စဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာဖယားတခင်ကြွေးမွေးနေတယ်ဆိုတာကဘာကိုကြွေးမွေးနေရလဲ ခရရစီကျင်တော်ကြောင့်ဖြစ်တယ်။ဒီနေ့အဲ့ဒီစကလုံးအရန်အရေးကြီးတယ်။ခုနနော်ဒီမှာကျွန်တော်ထပ်ဖတ်ချင်ပါတယ်။မြားစွာတော်ခရိယန်တို့၌သူတို့ဤအတ္တမအပအခြားဘာမှမရှိဘူး။ဝန်ခံတယ်ကျွန်တော်လည်းဝန်ခံပါတယ်။ယနေ့ကျွန်တော်တို့ခရိယန်တွေမှာလေးရှိတာပါလေအတ္တပဲရှိတယ်။ခုနကျွန်တော်ပြောခဲ့ပြီ။ငါကဘာကောင်းกว่าငါပညာဘလောက်တတ်တာกว่า ငါဘလောက်ရှိတာကငါရိုက်ရရထူအော်အလုံးပြန်ကြည့်လိုက်ပါလေအတပဲဒါကြောင့်များစွာသောခရိယန်တို့နိုင်တဲ့သူတို့ရဲ့အတ္တမအပအချာဘာမှမရှိဒီနေ့ဖခင်ကျွန်တော်တို့ကိုပါရှိစေချင်တာလေကျွန်တော်တို့ဖခင်ခင်စီမံကိန်းကိုအခုကျွန်တော်စာနေတဲ့အခါပါရှိစေချင်တာလေ စီမံကိန်းလို့ပြောတဲ့အခါမှာဖယားတခင်ရဲ့အသက်ဖန်ဆင်းရှင်အသက်သူ့ကိုယ်တိုင်သူ့ရဲ့အသက်ကိုဖန်ဆင်းခံတဲ့သူ့ရဲ့အသက်ကိုရရှိတဲ့လူတွေရဲ့အသက်မှာဖန်ဆင်းရှင်ကသူ့ကိုယ်တိုင်ဖြည့်ဖို့အတွက်သူ့ကိုယ်တိုင်ရယူဖို့ရန်အတွက်သူ့ရဲ့စီမံကိန်းကြီးကိုလုပ်နေတယ်အခုဒါပဲကျွန်တော်တို့ရဲ့အသက်မှာစီမံကိန်းလို့ပြောတဲ့အခါမှာဒီနေ့ဖယားကကျွန်တော်ရဲ့အသက်တာအထဲထဲမှာ သူကိုယ်တိုင်ကျွန်တော်ရဲ့အတက်တာမှာသူ့ရဲ့အတက်နဲ့တဘောတဘာဝထဲဝင်ပေးခြင်းကျွန်တော်မခံဘူးဆိုကျွန်တော်ဒီစီမံကိန်းထဲမှာရှိနေတော့သူမဟုတ်မဟုတ်ကျွန်တော်ရဲ့အတက်တာအထဲထဲမှာဖရာရဲ့စီမံကိန်းလို့ပြောတဲ့အခါမှာဖရာရဲ့အတက်နဲ့သူ့ရဲ့တဘောတဘာဝသူ့ရဲ့ချစ်ချင်းကိုကျွန်တော်အထဲမှာထည့်ပေးတဲ့ရည်ရွယ်ချက်ကပါလေကျွန်တော်အထဲမှာရှိခြင်းတယ် ပြေဝခြင်းနဲ့တရားပြီးတရားဖရာရဲ့အသက်နဲ့ကြွယ်ဝခြင်းပြေဝခြင်းနဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်မှာအဲ့ဒီဖရာရဲ့အသက်နဲ့ကြွယ်ဝခြင်းမရှိဆိုဘာပဲရှိမလဲအတ္တပဲရှိတယ်သခင်ယေရှုကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုရယူပေးပါအာမင်ဒါကြောင့်အဲ့ဒီကနေကျွန်တော်တို့ကဒီနေ့ဖရာသခင်ရှိစေခြင်းနဲ့အသက်တာအထယ်ထဲမှာနော်ရောက်ရှိလာဖို့ရန်အတွက် စီမံကိန်းထဲမှာရှင်တန်ဖို့ရန်ဒီနေ့စစ်ကိုဖြည့်ရှင်ခြင်းထဲမှာသုံးချက်တတိချက်ကပါလဲဆိုရင်အတပြောတဲ့ခုနငါကိုညင်းပယ်ရမယ်အာမင်ဒါညင်းပယ်ခြင်းမကြိုက်လည်းမရဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာကိုယ့်ရဲ့အတကိုညင်းပယ်ရင်လေနာကျင်လေမနာဘူးလို့ကျွန်တော်မပြောဘူးနော် ခံစားရတယ်ဒီတယောက်ငေါ့ဒီလောက်ကြောတယ်ဒီကောင်ဘာဘယ်ကောင်ဟာခံစားရတာသူများတွေကလီလီပဲပန်းလိုက်တာတောက်ခေါက်နေတာဘာမလုပ်နဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာနော်ခရစ်တော်နောက်လိုက်ကျင်တဲ့တာသမီးခရစ်တော်ရဲ့အသက်နဲ့တဘောတဘာဝအသက်ထဲမှာ ဖြည့်ဝပေးခြင်းဖရားရဲ့ရယူပေးခြင်းနဲ့မှာအသက်ရှင်ခြင်းနဲ့တာသမိတွေကအရာ၃ခုတစ်ကိုကိုကိုညင်းပေးရမယ်နေ့နေစင်ကားတိုင်းထမ်းရမယ်အဲ့ဒီနှစ်ခုမရှိဘဲနဲ့တဲ့တခင့်နောက်သုံးမကန်စွာကျွန်တော်အသက်ရှင်တခင့်နောက်ကိုလိုက်လို့မရဘူးတိတ်အရေးကြီးပါတယ် သိရေးကြီးပါဒါကြောင့်ခရိယန်လို့ပြောတဲ့အခါမှာငါဒီကိုယ်တိုင်မရှင်ခရစ်တော်ဒီငါ၌ရှင်တော်အတ္တတာဖြစ်လာပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာခုနဒီ၃ချက်စလုံးကအင်မတန်မှလိုအပ်တဲ့အချက်ဖြစ်တယ်ပထမဦးဆုံးတဲ့အတ္တကိုညင်းပယ်ကကားတိုင်းကိုထမ်းမိဆိုရင်နော်ကားတိုင်းထမ်းလေဆိုတာပြောတာတာလွယ်တာနော် ဒီနေ့ကျွန်တော်တို့ကကားတိုင်းအောက်မှာရှိတော့အတ္တတာမြဲတဲ့ကိုယ့်ရဲ့အတ္တတာမှာသခင်ယေရှုကိုတရင်ရောတော့တတိခဏယံတဘောကြဒီချိန်တိုင်းမှာရုပ်ရှင်ကြီးနေတယ်ဇလန်တွဲကြီးနေတယ်ကောင်းလိုက်တာတပိမဲ့နုကပတော်စားရတော့မယ်တည်နေတယ်ရွေးရမယ်ရွေးရမယ်ရွေးရမယ်ခုနပြောပြီးပြီးရွေးရမယ်ဘာပဲဖြစ်ဖြစ် သခင်ဖျားကိုရီးယားကျွေးမွေးခြင်းထဲမှာကျွန်တော်ဝင်ပါမယ်စားသုံးပါမယ်သခင်ရဲ့ရယူခြင်းတရပီတရပုံပေါ်လာလို့ရှိတယ်နော်အာမင်အာမင်အဲ့ဒါပါလေနေစင်ခုနပြောတဲ့ deny yourself မိမိရဲ့တွေးတာတမက်တာကိုငင်းပယ်ခြင်း ဲ့ဒီအရာပြီးတဲ့အခါကျမှခုနပြောတယ်နေ့တိုင်းကားတိုင်းထန်တော်အတ္တာကားတိုင်းထန်တော်အတ္တာအဲ့ဒီကားတိုင်းထန်တော်အတ္တာကလေကျွန်တော်မထမ်းတတ်ဘူးကားတိုင်းဆိုတာခုန deny yourself ဆိုတဲ့တခင်ကိုကျွန်တော်ကအော်ကိုယ့်ရဲ့တွေးတာကိုညင်းပယ်တဲ့အခါကျမှအဲ့ဒီကားတိုင်းထန်တဲ့အတ္တာကခင်ယေရှု ိုတော့ကိုကျွန်တော်လိုအပ်တယ်ကျွန်တော်မထမ်းတတ်ဘူးအဲ့ဒီကားရင်ဆိုတာသခင်ယေရှုကိုယ်တိုင်ကျွန်တော်ရဲ့အသက်တာအထဲထဲကနေသခင်ဘာလို့ပေးတာလဲထမ်းပေးမှာဒီနေ့သခင်မထမ်းပေးရင်ကျွန်တော်တို့တော့မထမ်းတတ်ဘူးနော်ကျွန်တော်မထမ်းတတ်ဘူးဒီနေ့သခင်ကဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာငါဝန်ဟာပေါ်တယ်ဘာကြောင့်မို့လဲသခင်ထမ်းပေးတော်ကြောင့်ဖြစ်တယ် ဝင်လေးရဲ့ပင်မနဲ့တူပေါ့ဒီနေ့ကျွန်တော်တို့သားသမီးတယောက်ချင်းစီတိုင်းရဲ့အသက်တာမှာသခင်ထံရောက်လာဖို့သခင်နဲ့ရောက်လာရောမကောက်ကျွန်တော်တို့ရဲ့အသက်တာမှာဘာလို့ပြေးလဲသခင်ကျွန်တော်မထမ်းတတ်ဘူးဒီကားတိုင်းနေ့တိုင်းနာတည်တဲ့ဥစ္စာဆိုတာကအမြဲတမ်းထထထရှင်လာလို့ပုပ်ဇောနန္ဒပြတ္တနာတက်တာအဲ့ဒါရှင်လာလို့ငါရှင်လာလို့ဖြစ်တယ် အဲ့ဒီနှခုပြီးသွားတဲ့ခါကျမှတဲ့ဒီမှာရေးထားတယ်เนาะပထမဆုံးအတ္တကိုညင်းပယ်ကကားတိုက်ကိုထမ်းပြီးဆိုရင်အဲ့ဒီနှခုပြီးတဲ့ခါကျမှကိုတော်နောက်တော့လိုက်ရန်လွယ်ကူမည်ဖြစ်တည်ဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကိုတော်နောက်ကိုမကန်စွာလိုက်နိုင်မှာဟုတ်ပါကျွန်တော်တို့နှုတ်ကနေကတော့ကိုတော်နောက်လိုက်တယ်เนาะ ြောကောင်းပြောပြီးမယ်လက်တွေ့အတ္တတာထဲမှာမှန်ကန်ခြင်းရှိစစ်မှန်ခြင်းရှိလက်တွေ့အတ္တတာမှာငါသွားခြင်းရာခြေဥတဲ့ရာသွားတယ်လို့ပြောတယ်ကျွန်တော်ပဇာနဲ့စကားနဲ့ပဲကျွန်တော်တို့ကိုရောကိုရောနောက်လိုက်တယ်နော်တခင်တိတာဗောကျွန်တော်တို့မမွေးခင်ကတည်းကအလုံးအแทကတည်းကကျွန်တော်တို့ကိုတိတာတီတယောက်အာပေးနေပြီဆိုတာလေတခင်တိဒါပေမဲ့ဒီနေ့ကျွန်တော်တို့ကိုကြွေးမွေးခြင်းထဲမှာနော် ိတ်ကောင်းပါလေပထမအဆုံးအတ္တနဲ့ကားတိုင်းကိုသံမီဆိုလင်းတဲ့ကိုရောနောက်တို့လိုက်ရလွယ်ကူမည်ဖြစ်သည်အာမင်စိတ်ကိုညှင်းပယ်ခြင်းမှမိမိအဖြစ်အသက်ရှင်နေခြင်းမှဝိညာဉ်ထံပြန်လာခြင်းဖြစ်သည်သိကောင်းတဲ့ဒါပဲစိတ်ကိုညှင်းပယ်ခြင်းနေရိုးရိုးပဲငါစိတ်နဲ့အသက်ရှင်သွားလာခြင်းကိုညှင်းပယ်ပြီးမှသခင်ထံရိုးရိုးလေးပြန်လာတာဒါပဲသခင်ကိုရောပါကျွန်တော်ပေါ်မှာစန္ဒရှိကိုရောတားပေါ်မှာ ဘာပြုစီခြင်းလဲဘာကြွေးခြင်းလဲဘာရစီခြင်းလဲဘာရှိစီခြင်းလဲဒီနေ့ကျွန်တော်တို့ရဲ့စုတောင်းတန်တွေပြောင်းဖို့လိုအပ်တယ်နော်ကျွန်တော်တို့ရဲ့စုတောင်းတန်တွေကလေ shopping mall စုတောင်းတန်ထက်မတားဘူးဆိုတာမဟုတ်သေး shopping mall စုတောင်းတန်ဆိုတည်တယ်နော်ဈေးဝယ်ထွက်တဲ့အခါမှာကိုရေးထားတာလိုချင်တဲ့အရာတွေလိုအပ်တဲ့အကုန်လုံးတားပဲဒါပေမဲ့ဖခင်ကကျွန်တော်ကိုဘာပေးခြင်းတယ်လဲဆိုတာလည်းသိဖို့လိုတယ်လေ ဖယားကျွန်တော်ကိုဘာရစေခြင်းလဲဆိုတာတီးဖို့လိုတယ်အဲ့ဒါတီးမှပဲကိုယ့်ရဲ့စိတ်အသက်ကိုမှန်ကန်စွာညင်းပယ်နိုင်မှာဓမ္မမဟုတ်ဘူးဆိုရင်လည်းစိတ်ကိုညင်းပယ်ခြင်းမှာမိမိအားဖြင့်အသက်ရှင်နေခြင်းမှာကိုကိုကိုဘဟုပြုခြင်းကနေပြီးမှတခင်ထံဝိညာဉ်ထံပြန်လာခြင်းဖြစ်သည်တခင်ယေရှုဤတို့ဖြင့်ဝိညာဉ်၌ခရစ်တော်နှင့်တွေ့ဆုံနိုင်ပြီဖြစ်သည် အာမင် ခင်ဗျာဒီနေ့သာသမီတယောက်ချင်းစီတိုင်းကိုကျွေးမွေးတဲ့ကိုရီးယားအသက်နှုတ်ကပတ်တော်အတွက်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်ရဲ့စိတ်သက်ကိုကိုရောယာယူပေးနေတယ်ဒီနေ့ဝိညာဉ်နဲ့အသက်ရှင်နိုင်ဖို့ရန်အတွက်စိတ်သက်ကိုနေ့စဉ်တိုင်းကားတိုင်းအဖြစ်ချိုးဖဲ့ပြီးတော့ကြောက်ကြည့်စုတင်ပါကိုရောယာယူပေးပါဗျာသခင်ယေရှုကိုရောကိုချစ်ပါ၏အာမင်